ကျွန်တော်တို့ရဲ့ channel ကိုကြည့်ချူအပ်ပေးနေကြတဲ့စဉ်းစားကြည့်အစင်းဆုံးပြောရင်သူတို့ကလက်ဆဲနေတာသူတို့ကနိုင်မြန်မာနိုင်ငံကြီးကိုသူတို့ကအာတူတူညီညီလောက်တာထင်တာအစင်းဆုံးပြောရင်နိုင်ငံတစ်နိုင်ငံရဲ့ယုံကြည်မှုတွေကြီးညိုမှုတွေတနိုင်ငံဟောတနိုင်ငံလေးစားသမှုတွေပြက်ပြောင်းဒီကောင်တွေလည်းလုံးနေတာအစင်းဆုံးပြောထိုင်းနိုင်ငံကဒါတွေကိုအခုမှနှိမ့်တာတော့အရင်ကမနှိမ့်ဘူးတော့လွတ်တာပြီလားနော် အဲ့လိုလွတ်လာပြီးချင်းအပြင်ကျွန်တော်တို့မြန်မာနိုင်ငံကလည်းမပြောဘူးထိုင်းကလည်းမပြောဘူးဂျာနိုင်ငံတွေကပြောလိုက်မယ်ဟာထိုင်းနိုင်ငံမှာကြာသူတို့သူတို့နိုင်ငံသားတွေကသူတို့နိုင်ငံတော်အစိုးရကိုဟုတ်လားပြန်ဆဲနေတယ်ပြန်ဆဲတော့ထိုင်းနိုင်ငံကခွင့်ပြုလာတယ်ဟာဘာလဲအဲအစင်းဆုံးပြောရင်နိုင်ငံတနိုင်ငံနဲ့တနိုင်ငံလူကြီးတွေကလေစိတ်ဓာတ်ပြတ်ပြောင်ဟုတ်လားဒီလိုမျိုးတွေခွေးလိုမျိုးဆော်လို့ဖြစ်နေတာအဲအကြောင်းမလို့ ခိတာခဏပဲခွင့်ပြုလာတာတကယ်တကယ်လည်းဖြစ်လဲဖြစ်ရောရေစီလဲကြောက်ထိုင်းနိုင်ငံခွင့်ပြုတော့ဘာကြောက်လဲဟုတ်လားသူတို့ခွင့်မပြုဘူးဒီလိုမျိုးကိစ္စတွေဘာကြောက်သူတို့နဲ့မြန်မာလက်ရှိအစိုးရနဲ့ကအာတန်ငင်းတမငင်းလည်းရှိတယ်စီးပွားရေးကဏ္ဍလည်းရှိတယ်လူမှုရေးလည်းရှိတယ်နော်ကုလူဆက်ဆံနေတာဖတ်စုံကဏ္ဍပေါင်းစုံဟုတ်လားမိတ်ဖတ်မဟာမဟာဟိုတွေပေါ့နော်ဟိုဘယ်လိုပြောမိတ်ဖတ်တွေမိတ်ဖတ်နိုင်ငံတွေဆိုတော့ ျွန်တော်လက်ရှိဟုတ်လားလက်တွဲနေတဲ့အစိုးရအစိုးရချင်းချင်းမျက်နှာပြတ်မဲ့အလုပ်မျိုးတွေကိုတို့ရေစီခွဲမပြုတ်ဘူးခိတကနာပဲရမှာသူရဲ့ကောင်းဆိုတာသူရဲ့ကောင်းမှကိုထိုးရေး rise နော်အဲ့ဒါကိုကျွန်တော်ပြောပြချင်တာအဲ့ကြောင့်မြန်မာနိုင်ငံကနေစိုးခွာပြီးတော့ဘောနော်ထိုင်းနိုင်ငံကိုရောက်လာကြတယ်အလုပ်လုပ်ကိုင်းစားတော့တဲ့ညီကူမောင်တော်မတွေကျွန်တော်တို့မှားချင်တာတော့ခမည်းတော်အတွက်လည်းကောင်းတယ် เนาะမြန်မာနိုင်ငံကပြည်သူပြည်သားတွေအတွက်လည်းကောင်းတယ်နိုင်ငံတော်အစိုးရအတွက်လည်းကောင်းတယ်ခင်ဗျားတို့အိမ်ရနေထွက်လာတယ်ဟုတ်လားလဲတွေပေါင်လာတယ်เนาะယာတွေပေါင်လာတယ်လဲတွေဟာလဲတွေယာတွေခြံတွေအိမ်တွေပေါင်ပြီးတော့လူများစီကငွေရိုးတွေနဲ့တက်လာကြတယ်เนาะတက်လာပြီးဘာလုပ်ရမလဲကိုရီးယားပတ်စံဆားမယ်ပတ်စံရရင်ဘာလုပ်မလဲပတ်စံရရင်ကိုမိဘပို့ကိုညီကိုမော်တော်မကိုသားသမီးကိုသားမယားခေါ်တော့လား ဒါ ਉਹ ပဲကူးလိုက်တာမင်းတို့နိုင်ငံရေးဆိုတာဝေးမင်းတို့ ਨੇ အများကြီးလမ်းဝေးတာနော်မင်းတို့စဉ်းစားကြည့်မင်းတို့အဲ့ဒီနိုင်ငံရေးတဲ့ကိုထဲထဲဝင်ဝင်မပါနိုင်လို့လူများနိုင်ငံမှာလာပြီးလောက်ကိုင်းစားပေါင်းနေရတာမင်းတို့ငါတို့ဆိုတာဘာမှမဟုတ်တဲ့ကောင်တွေသဘောပေါက်လားအောက်ခြေလူဒန်းသားတွေနော်အောက်ခြေလူဒန်းသားတွေဖြစ်တဲ့အတွက်နော်ဟိုအထက်ကကိစ္စတွေကိုသွားပြီးတော့မင်းတို့သွားမဆဲဆဲနေရုံနဲ့မင်းတို့ဒါနိုင်ငံရေးမဟုတ်ဘူး မင်းတို့ပဲဘဝပြောက်ပါမှာအချိန်တန်းရင်เนาะမင်းတို့စဉ်းစားကြည့်เนาะကျွန်တော်တို့ပြောခဲ့တာဟိုးကြာပြီကျွန်တော်ပြောခဲ့တာเนาะတက်မတော်ကိုတွန်းလန်တိုက်ခိုက်ခဲ့တာเนาะနှစ်ပေါင်းမနေဘူးကြာခဲ့ပြီမြန်မာနိုင်ငံလွတ်လပ်အများခင်ကြီးတယ်ဟုတ်လားရောင်းဆုံးလက်နက်ကရောင်းဆုံးသဘုံတွေတွန်းလန်တိုက်ခိုက်ခဲ့တာနိုင်ခဲ့လားမင်းတို့လူမပြည့်သေးဘူးเนาะနိုင်ခဲ့လားမင်းတို့အဲ့ဒီတာရကတွေကြီးနော်အောင်မြင်ခဲ့လားအခုချိန်ကျမှမင်းတို့ကကွာရောဟိုကနိုင်ငံတော်ဝန်ကြီးချုပ်တရားဟို ဟိုမင်းနမနဲ့ကင်ပြီးဆဲပြီးတော့ဒါနိုင်ငံရေးလားမင်းတို့စဉ်းစားလေးကွာအတိတ်ပဲမရှိအကျိုးမရလည်းမရှိမင်းတို့လည်းပါကောင်းမဟုတ်တော့ငါလည်းပါကောင်းမဟုတ်ငါတို့ကျွန်တော်ပြောနေတဲ့စကားတွေဟာနော်မင်းတို့တော့လည်းအေးချမ်းမှုတကယ်လို့မင်းတို့ကနိုင်ငံတော်အစိုးရအကြီးညိုနိုင်ငံတော်အစိုးရကိုအကြီးညိုပြအောင်ဆဲရေးတိုင်းထွားတာတွေမင်းတို့လုပ်ထားမယ်နော် ဒီအကြံပေးလုပ်ငန်းစဉ်နဲ့ပတ်သက်ပြီးတော့မင်းတို့ထောက်ပို့လုပ်တာတို့ဘာလို့မင်းတို့ရဲ့ record တွေရှိတာမေးသူအချိန်တိုင်းရင်မင်းတို့မိသားစုနဲ့မင်းတို့ဝေးသွားမှာမြန်မာနိုင်ငံကြီးနဲ့မင်းတို့ဝေးသွားမှာနော်မင်းတို့ရဲ့ record တွေကနိုင်ငံတော်မှာရှိပြီသားအချိန်တိုင်းရင်မင်းတို့ပြည်တွင်းတော့အာဘယ်သူမှမသိတော့ဆိုဝင်လာအဲ့တော့မှဆွဲဂုတ်ကိုဆွဲဖမ်းပြီးတော့တခါတည်းထောင်ထဲထဲတာတို့ဘာလို့ဒါမျိုးတွေအစင်းမှာအများကြီးတရကတွေတပုတ်ကြီးပြခဲ့တာကျွန်တော်တို့ကအဲ့ဒါတွေကိုထောက်ပြီးတော့ပြောပြတာနားလေကြပါနော် ကိုတော့လည်းအကျိုးများမရှိဘူးမင်းတို့နိုင်ငံရေးသူကြီးဆဲနေတဲ့ကိစ္စတွေကကိုတော့လည်းအကျိုးများမရှိဘူးမိသားစုတော့လည်းအကျိုးများမရှိဘူးလက်ရှိနိုင်ငံတော်အစိုးရလည်းမပြုတ်တော့ပါဘူးနော်မပြုတ်တော့ပါဘူးမင်းတို့ရဟလာနိုင်ငံကအစိုးရဥက္ကဋ္ဌကြီးဟလာအဘဦးမင်းအွန်လိုင်းကိုမင်းတို့တွေကဆေးရီတိုင်းဟောင်းမင်းတို့အနာတကတ်လို့မရဘူးဟမ်အဲမင်းတို့ကအဘဦးမင်းအွန်လိုင်းပထမတစ်ခါလာတယ်အနောက်တကလာလို့မရတော့ဘူးပါညာနောက်တကလာတယ်မင်းတို့အနားတော့သကတ်လို့ရအဲ့ဒါ၄ရှိတယ် နားလေမှုပြောပြတာသဘောပေါက်လားအနေအနေထားတရက်ကိုကြည့်တတ်ဖို့ကျွန်တော်ကဟိုဘက်ဒီဘက်လိုက်ပြီးပြောနေစကားတခွန်းမောင်းပါအောင်တော့အမှန်တရားကိုပြောပြတာမင်းတို့ဘဝလေးဒီကောင်းစားဖို့အေးချမ်းဖို့ပြောပြတာတကယ်လို့မင်းတို့ဒီလိုမျိုးမလုပ်ခဲ့ဘူးလေဆိုရင်မြမကြီးမှာဖြစ်နေတဲ့စစ်တရားလည်းငြိမ်းသွားမှာအေးချမ်းသွားမှာနော်ကျွန်တော်တို့ကစစ်ဖြစ်တာကိုမလူလားတဲ့ကောင်လေးစစ်ကိုမုန်းတဲ့ကောင်လေးအဲ့ဒီစစ်ကြောင့်ကျွန်တော်တို့တိုင်းကြီးက လူများတိုက်ရီတော့တပြေးပြေးနှိမ့်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 ဆင်သွားတာစဉ်းစားကျွန်တော်ပြောတဲ့စကားတွေကတပြေးပြေးနှိမ့်ဆင်သွားတာအဲ့ဒီစစ်ကြောတွေအများကြီးပါနော်ဘာမှလဲလူမှုရေးဘာမှလဲကျမ်းမာရေးဘာမှလဲပညာရေးတစ်ချိန်လုံးစစ်တွေကြီးပဲဖြစ်နေတာအခုလည်းကြည့်2021ကနေဖြစ်လိုက်တဲ့စစ်ကျောင်းမတက်တဲ့ကျောင်းတော်ကလေးတွေကပညာမဲ့တွေဖြစ်ကုန်ပြီမြန်မာနိုင်ငံမှာနေပြီးမြန်မာစာမတက်တော့ဘူးဟမ်ဒီမနက်ကမနေပြီးမြန်မာစာမတက်တော့ဘူးမင်းတို့စဉ်းစားလေကွာဟုတ်လား ဘာမှလဲကျမ်းမရေးဆောက်ဆောင်မှုခရိုင်ကြလို့ရှိရင်မဆေးရုံတွေမှာသွားပြီးတော့ဘုံခွဲတာတွေမိုင်းခွဲတာတွေလုပ်တယ်ဘာမှလဲကျမ်းမရေးဆောက်ဆောင်မှုတကယ်လို့မင်းတို့ပြောသလိုနာသာကလက်စီတက်မတော်ဟာဟုတ်လားဘုံခွဲနေတယ်မိုင်းခွဲတယ်ဆိုမင်းတို့ကောင်တွေဟို2021မရောက်ခင်ကတည်းကတက်မတော်ကလီဆေးရုံတွေဆေးပေးကန်းတွေဟုတ်လားတရားတွေဘာတွေဘာတခုမှလည်းမဆောက်ပေးခဲ့ဘူးရှင်းအကုန်လုံးမိုင်းခွဲဖြစ်မှာလေမင်းတို့စဉ်းစားဒါကျွန်တော်ပြောတာအမှန်တရားတွေသဘောပေါက်လားမင်းတို့မှနားလေဘောက နိုင်ငံတိုင်းနိုင်ငံတိုင်းဥပဒေရှိထိုင်းနိုင်ငံမှာဒုနေတယ်ထိုင်းဥပဒေကိုလေးစားလိုက်တာမြန်မာနိုင်ငံမှာတို့မွေးဖွားတယ်မြန်မာနိုင်ငံဥပဒေကိုတို့လေးစားလိုက်တာမင်းတို့ကဥပဒေကိုလေးစားလိုက်တာမရှိလို့အခုလိုဖြစ်တာသိလားဥပဒေကိုလေးစားလိုက်တာကိုရှိကိုရှိရမှာနော်အဓိကမင်းတို့ဥပဒေကိုလေးစားလိုက်တာမင်းတို့ဥပဒေမှာဆဲနေတာဒါနိုင်ငံတော်အကြီးအကဲကိုအကြီးညိုပြအောင်ပြောနေတာမင်းတို့စေးတိုင်းတော့နေတာ ဂယူဆိုင်ပါလို့ခဏခဏမှားနေတာကိုတဲ့မိထိတ်တာဟုတ်ကဲ့ပါကျွန်တော်ဂယူဆိုင်ပါတယ်ကျွန်တော်ဘာမှမပြုဘူးကျွန်တော်ကောင်းလာကောင်းလာပါပြီနော်ကျွန်တော်စကားလေးနည်းနည်းပြောချင်လို့အမှန်မှာတော့အာကျွန်တော်ပြောချင်တာကဒီထိုင်းရကိစ္စကိုမဟုတ်ဘူးဗျာထိုင်းရအခုဖြစ်နေတဲ့ကိစ္စတွေကိုဒါအစင်းဆုံးပြောရင်ဥပမာတရရနေဟောတာရကရနေကျွန်တော်ကပြောပြတာအခုဒီနှောင်းနှဆကမှာအခုတပ်မတော်ကနော်နေဆုံးနေရဆုံးဒေသဆုံးဟမ်ပြန်လဲပြီးတော့ထိုးစစ်တွေဆင်နေတယ်နော် အခုဟိုရင်းဆိုလားဆုံးဆိုကြည်ပြန်သိမ်းလိုက်တယ်ကြည်အေးစေးပဲမင်းတို့ကောင်တွေလားနဲ့ကြည်ပြီးနည်းနည်းကြည်ပြီးတော့လူတွေအသေးကြေတဲ့ဟုတ်လားမင်းတို့တွေသိမ်းရင်ရတယ်အခုပြန်ပေးလိုက်တယ်အဲ့ဒါနိုင်ငံကြီးရဲ့ viewer လို့ခေါ်တယ်သဘောပေါက်လားဟမ်တရုတ်ကမင်းတို့ထင်သလိုတရုတ်ကိုကြောက်နေတာမဟုတ်ဘူးသဘောပေါက်လားဦးမင်း online ရဲ့ viewer ကိုမလန်နိုင်လို့သဘောပေါက်တယ်နော်အခုတော်တော်များများအမျိုးသားအသမားကြီးတော်တော်များများပြောနေတယ်နော် ။ဘာလဲဆိုတော့ဒီကျွန်တော်တို့အနောက်တကားပေါ့နော်အနောက်ဘင်္ဂလားဒေ့ကိုအမေရိကန်စစ်ဦးစီးချုပ်အမေရိကန်ဒုဒုတိယဒဏ်စစ်ဦးစီးချုပ်ရောက်လာတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဟာအမေရိကန်နဲ့ဘင်္ဂလားဒေ့ကပေါင်းပြီးတော့ drone တွေလက်နက်ခဲယမ်းတွေစားနေရိတ်ခါတွေထောက်ပံ့မယ်ပေါ့နော် AA ကိုဆိုပြီးတော့အစင်းဆုံးပြောရင်အဲ့ဒီအဲ့ဒီအခု line ပေါ်မှာပြောနေတဲ့စိတ်ပူနေတဲ့လူတွေကိုတော့ကျွန်တော်ကမပြောချင်ဘူးဒါသူတို့ရဲ့ဝါဒပေါ့နော်သူတို့ရဲ့အမြင်ပေါ့ ဒါပေမဲ့ကျွန်တော်ရဲ့အမြင်ကြတော့ကျွန်တော်ကလုံးဝဂိယုမဆိုင်တာကျွန်တော်ဂိယုမဆိုင်တာကျွန်တော်ရဲ့အမြင်မှာကျွန်တော်ဂိယုမဆိုင်တာနော်ကျွန်တော်ကျွန်တော်အမြင်ထဲမှာလေစဉ်းစားပြောရင်လေအဲ့လိုမျိုးအမေရိကန်ထောက်ပံ့ပါစီဘင်္ဂလားဒေ့ထောက်ပံ့ပါစီလို့တော့ဆုတောင်းတာသဘောပေါက်လားကျွန်တော်အမြင်အဲ့လိုလားထောက်ပံ့ပြီးအဲ့လိုလားထဲထဲဝင်ပြသွားရင်အဲ့ဘင်္ဂလားဒေ့တိုင်းပြည်ပင်လယ်ထဲမြုပ်သွားမှာသဘောပေါက်လား ။ဘာကြောင့်ဆိုတော့အမေရိကမြန်မာနိုင်ငံပတ်သက်ထားတဲ့အနေထားတရားကိုရှုတ်တချက်မြန်မာနိုင်ငံကဘယ်နိုင်ငံနေနဲ့ပတ်သက်နေလဲဆက်နွယ်မှုရှိနေလဲ။နော်ပတ်သက်ဆက်နွယ်မှုမရှိဘူးပဲထားအောင်။နော်အခုအမေရိကဝင်လာပြီးဟေးဆိုတယ်ကနော်အဓိကတရုတ်ကြီးကဘယ်တော့မှနေမနေမှာမဟုတ်ဘူး။ဘာကြောင့်လဲ။အစင်းဆုံးက तू ထိန်ကြောင်မို့တော့ तू နဲ့ပနာစားတဲ့နိုင်ငံကိုဝင်လာတာလေ။အခုမြန်မာနိုင်ငံဆိုတော့ तू နဲ့ပနာစားနေတာ။ဟုတ်တော့လား။ဒီနိုင်ငံကိုဝင်လာတာလေအမေရိကန်က ဟုတ်လားဒီလိုမျိုးလက်ထောက်ပန်းရတာလေဒါဟိုတရုတ်ကြီးရဲ့လိုပဲညင်ကောင်းကောင်းခန့်နေမြန်မြန်ခင်ဗျားတို့ထင်လားဟမ်အဓိကပထမတစ်ချက်အဲ့ဒါဒုတိယတစ်ချက်ကျွန်တော်တိုင်းကြီးရဲ့မဟာမိတ်တွေမဟာမိတ်တွေပြန်ကြီးမဟာမိတ်တိုင်းကြီးတွေဘင်္ဂလားဒေ့ဟုတ်ပြီ तू อ่ะอิสลามနိုင်ငံမို့လို့ဟုတ်လား तू တော့မှာอิสลามနိုင်ငံနေဟုတ်လား48နိုင်ငံလားကျွန်တော်လည်းအမှတ်မှားတာလားပါ48နာရီ59နာရီလမ်းပြီး เนาะอิสลามနိုင်ငံတွေရှိတယ်ထောက်ပံ့နေတယ်ထားကျွန်တော်ဥပမာတရားနဲ့ထောက်ပြเนาะအစင်းဆုံးပြောအဲ့ဒီနိုင်ငံလေးတွေကပုစုလေးတွေဥပမာမြန်မာနဲ့မဟာမိတ်ရုရှားတို့ဟာတရုတ်တို့ဟာအိန္ဒိယတို့ဆိုတာတကယ်ကိုကဘာဇက်ခုံပေါ်မှာကဘာကဇက်ခုံဆိုတဲ့ကုလသမဂ္ဂဇက်ခုံဆိုတဲ့အဲ့ဒီမှာတော့မဗီယိုဝါနာသုံးပြီးတော့ကန်ချလိုက်လို့ရတဲ့တိုင်းကြီးစဉ်းစားကြည့်ကြည့်လက်နိုင်ရင်ကလူရင်ကเนาะစက်ရန်တရား နော်ဘယ်တိုင်းကြီးမှာဆင်လို့မရတဲ့တိုင်းကြီးတွေဒီလိုတိုင်းကြီးနေမှာမေ့ဖြစ်နေတာဘယ်လိုလုပ်ပြီးတော့ဘင်္ဂလားဒေ့ရှ်လိုတိုင်းကြီးရနေပြီးတော့ဟုတ်လားဒီဝင်လာလို့ရမလဲကျွန်တော်ထောက်ပံ့စေချင်တာထောက်ပံ့စမ်းပါအဲ့ဒီအမေရိကန်ရောအဲ့ဒီဘင်္ဂလားဒေ့ရှ်ရောထောက်ပံ့စမ်းပါအစင်းဆုံးပြောရင်အဲ့ဒီအေးအေးတွေအသက်တွေအစရေခံမှုတော့ဖြစ်သွားမယ်ဟုတ်ပါလားထဲထဲဝင်သိပြီးဟေးဆိုရင်အဲ့ဒီအေးအေးတွေကလုံးဝအသက်စရေခံမှုအောင်မယ်ပြီးရင် ဘင်္ဂလားဒေ့အတိုင်းကြီးလဲပင်လယ်ထဲရောက်သွားမှာဟုတ်ပါဘောလားကျွန်တော်တို့ဒါကျွန်တော်ရဲ့အမြင်ကိုကျွန်တော်ပြောပြရအောင်နော်လူများကိုစော်ကားမော်ကားပြောတာမဟုတ်ဘူးဒါအမှန်တရားတွေကိုကျွန်တော်ချပြတာနော်မဖြစ်နိုင်တဲ့အကြောင်းတရားကိုကျွန်တော်ပြောပြတာကျွန်တော်ကတော့မကြောက်ဘူးလာခဲ့သားမှာအေးတစ်ချိန်လုံးကမြန်မာနိုင်ငံကိုစပြီးတော့လာကျူးကျော်ပြီးတိုက်ခိုက်ခဲ့တာအဲ့ဒီဘက်ကနေဝင်လာတယ်မှန်တယ်လမ်းကြောင်းအဲ့ဒီဘက်လမ်းကြောင်းကနေဝင်လာတယ်ဆိုတာမှန်တယ်ဒါပေမဲ့ခစ်စနစ်ကိုပြန်ကြည့်တာသူတို့တစ်ချိန်ကဝင်လို့ရတဲ့ခစ်စနစ်မျိုးလားယနေ့ခစ်စနစ်ကဘာလဲ တောင်ပြန်ကြည့်ရမှာလေမင်းတို့လာတယ်ဆိုတာဟိုမှာဂျူတူဘုံမှာတားပေါ်နေဘယ်ကောင်တွေကဝင်နေပြီဟမ်ရေဒါတွေမှာပေါ်နေပြီကိုတော့အဲ့လိုရေဒါတို့ဂျူတူတို့ဘာလို့ရှိသလားအရင်ခေတ်ကမရှိဘူးအခုကအကုန်လုံးပေါ်နေပြီရေပေါ်ရေဟောဟာလားဘယ်ဘယ်နမိုင်မှာဘယ်ကောင်တွေရောက်နေတယ်အကုန်လုံးဟိုတွေနေဆွဲကြည့်လို့ရတာဟုတ်တော့လားအဲ့ဒီကြောင့်မို့လို့ခင်းစနစ်ကိုခင်းစနစ်ကိုပြန်လေးလာမှာတော့စေယူဆိုမကြည့်နဲ့ ဟုတ်လားအတိတ်ကလာအတိတ်ကဒီနေရာသိနေပြီဆိုတော့နောက်လေဒီနေရာသိလို့ရမယ်မထင်နဲ့နော်တကယ်လို့ဝင်လာကြည့်တရုတ်လည်းလက်ခံမှာမဟုတ်ဘူးထောက်ပန်းကြီးတရုတ်လည်းလက်ခံမှာမဟုတ်ဘူးဟုတ်လားရက်စာလည်းလက်ခံရက်စာတော့နည်းနည်းဝေးသေးတယ်အဓိကတရုတ်ကြီးကအခန်းကဏ္ဍအဓိကကြတာကျွန်တော်တရုတ်အာကိုကြီးပြောနေသလားမဟုတ်ဘူးတရုတ်လည်းကျွန်တော်တို့ပုံမှန်ကောင်းတဲ့တိုင်းကြီးမဟုတ်ဘူးတို့ပဲမချစ်တော့လဲအောက်ခဏန်းတယ်နော်ဘယ်တိုင်းကြီးမှာကျွန်တော်တို့တိုင်းကြီးနဲ့စီးပွားရေးမလုပ်ဘူး ကဘာကြီးကစီးပွားရေးပိတ်ဆို့ထားတဲ့အချိန်မှာတရုတ်ရလက်တွေထားပြီးတရုတ်ရလက်တွေထားပြီးတာဒါအောင်နားလည်ရမှာစီးပွားရေးအကြောင်းနားလည်ရမယ်နိုင်ငံရေးအကြောင်းပြောမယ်ကြီးဆိုနော်အဲ့ကြောင့်မလို့တရုတ်မင်းတို့ပြောတယ်တရုတ်တရုတ်ပြည်စီမကောင်းဘူးတရုတ်ပြည်စီမကောင်းတိတ်ကဘာမှာတရုတ်ပြည်စီလောက်ကောင်းတယ်တရုတ်ပြည်စီရွှေရှိတယ်သဘောပေါက်လားဘာကြောင့်ပြောလဲမင်းတို့ကဆင်းရဲတဲ့နိုင်ငံလေးကွာမင်းတို့ဒီမှာသဘောတရားပြောပြလိုက်မယ်ဗျာဒီနှကြက်ဘူးလေးတကူကနော် မင်းတို့တရုတ်ကတင်သွင်းတာမြန်မာနိုင်ငံကိုလည်းဒီပုံစံပဲသွင်းတာเนาะဒီအမျိုးသားပဲအခုအမေရိကန်ကိုတင်သွင်းရတယ်ဒီပုံစံပဲဒီအမျိုးသားပဲဒါပေမဲ့ဈေးနှုန်းကွာတယ်ကွာသဘောပေါက်လားမြန်မာနိုင်ငံကို100လောက်နဲ့တင်သွင်းမယ်အမေရိကန်ကို1000လောက်နဲ့တင်သွင်းမယ်ဘာကြောင့်ကွာတာလဲကုမ္ပဏီလဲတက်ကုန်တက်ကုမ္ပဏီလဲတက်ကုမ္ပဏီတယ်တစိမ့်လဲအတူတူပဲဟုတ်ပုံစံလဲအတူတူပဲဘာကြောင့်ကွာွာလားကျွန်တော်နားလဲအောင်ပြောပြရအောင်အဓိက quality quality เนาะတရုတ်ကအဲ့ဒါအရန်တော့တဘောပေါက်လားမြန်မာနိုင်ငံက quality ဘလောက်ကိုသုံးနိုင်တယ်လေမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေဟုတ်လားသူတို့ရဲ့ပစ္စည်း quality ကိုဘလောက်ထိသုံးနိုင်တယ်လဲဘလောက်ပတ်စံသုံးပေးနိုင်တယ်လဲတရာလောက်ပဲသုံးပေးနိုင်တယ်ဟိဆိုတရာနဲ့တန်အောင်သူတို့ထုတ်ပြီးတယ်ပစ္စည်းကတော့တပုံစံနဲ့ပဲအခုအမေရိကန်ကိုတိုင်းပြီကြတော့ဟုတ်လားဒီတိုင်းပြီကတထောင်လောက်သုံးနိုင်တယ်ဟိဆိုတထောင်တန်အောင်ထုတ်ပြီးတာ ဒါပေမဲ့ပုံပြည့်စီရတော့ပုံစံနဲ့ပဲဒါပေမဲ့အထဲမှာပါကွာအရေးသူကြီးကွာကွာနော်အဲ့ဒီကြောင့်ကိုကျွန်တော်ပြောတာမင်းတို့ကောင်နေတရုတ်ပြည့်စီမကောင်းတရုတ်ပြည့်စီမကောင်းအဲ့လိုရှောက်ရှောက်မောင်းနေမင်းတို့တွေအပေါ်စားတွေသုံးတာအပေါ်စားတော့ပုံပြီးတော့မင်းတို့အဲ့ဒါတရုတ်ပြည့်စီမကောင်းရှောက်မောင်းနေနော်ကဘာသည်ရီမယ်သိလားကဘာဘောကရှိတဲ့လူတွေတင့်လေရီလိုက်မယ်မင်းတို့ တရုတ်ပြည်စီမကောင်းလို့ရှောင်းပေါ်တယ်တရုတ်ကစီးပွားရေးနဲ့ကမ္ဘာကိုအုပ်ချုပ်နေတာသဘောပေါက်လားလက်ရှိချင်းနေရနားလေဖို့ပြောပြတာနော်မင်းတို့ငါတို့တတိုင်းကြီးပဲငါတို့တိုင်းကြီးတစ်ခုပဲတရုတ်ရဲ့ဟုတ်လားကွန်ထရိုးမှုတွေရောင်းနေတာမဟုတ်ဘူးတရုတ်ရဲ့စီးပွားရေးဆုံးတွေဝင်နေတာမဟုတ်ဘူးတရုတ်ရဲ့စီးပွားရေးဆုံးကတကမ္ဘာလုံးပြန်ကျက်နေတာမင်းတို့ဒီတက်ကိုမြင်နေဦးမှာဟိုအမေရိကန်တို့ဒီအော်စတြေးလျတို့အမေဟိုဘာလဲအင်္ဂလန်တို့ အဲ့ဒီတိုင်းကြီးတွေတော့မတရားမလွန်ဆန်နိုင်ဘူးတရားရဲ့စီးပွားရေးကိုသဘောပေါက်လားနားလည်အောင်ပြောပြတာဘာမှမသိဘူးဟိုဗလဲဟိုဟိုနည်းနည်းလေးအသက်ရွယ်ရောက်လာပြီးဟိုဒေါအောင်ဆန်းစုကြည်ကိုချစ်တတ်တဲ့ဟေးဆိုတာနဲ့ဒါနိုင်ငံရေးသမားဖြစ်သွားတယ်တို့ကဟမ်မင်းတို့ပြောပြမယ်နိုင်ငံရေးမှာနိုင်ငံရေးတဲ့ဝင်မယ်ဆိုရင်မင်းတို့တွေသိလားလူပုဂ္ဂိုလ်ဆိုရလို့မရဘူး ဘောပေါက်တယ်နော်ငါပြောတာပုတ်ကိုဆွဲလို့မရကျွန်တော်တို့မှာပုတ်ကိုဆွဲလည်းမရှိဝါရဆွဲလည်းမရှိမင်းတို့တွေကပုတ်ကိုဆွဲတယ်ဝါရဆွဲတယ်မင်းတို့နိုင်ငံရေးအကြောင်းတော့မသိတယ်ဒေါအောင်ဆန်းစုကြည်တော့အထီးမခံဘူးဟမ်ဒေါအောင်ဆန်းစုကြည်တရားအောင်မင်းတို့ဟာဒေါအောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီးနိုင်ငံရေးဆိုပြီးတော့ဆဲရေးတိုင်းလောက်ပြီးလုံနေကြတာဒေါအောင်ဆန်းစုကြည်တရားအောင်သိရင်တို့ကနိုင်ငံရေးသမားဖြစ်သွားပြီအဲ့ဒီပုံစံပြင်းနေတာနော် မင်းတို့အဒလော်ဒီဒေါအောင်ဆန်းစုကြည်ကိုချစ်နေတာယနေ့အချိန်ထိမင်းတို့ဒေါအောင်ဆန်းစုကြည်ရဲ့မွေးနေ့ပွဲမှာမင်းတို့အိမ်မှာဆွန်တနက်ကပ်ဘူးလားမသိလို့မေးကြည့်မယ်ဟမ်ဒေါအောင်ဆန်းစုကြည်ကိုချစ်တဲ့သားသမီးများဒေါအောင်ဆန်းစုကြည်မွေးနေ့မှာမင်းတို့ဆွန်တနက်ကပ်ပြီဘူးလားဟမ်မင်းတို့သားသမီးတွေမင်းတို့မိဘတွေလည်းကြားတော့ဟာဖုန်းကြောင်းသွားဆွန်ကပ်ဟမ်အလူတန်းတွေလို့မင်းတို့သိချစ်တဲ့နိုင်ငံခေါင်းဆောင်တယောက်တော့ကြားတော့မင်းတို့လုပ်ပြီဘူးလားဟမ် အဲ့ကြောင့်ကိုကျွန်တော်ပြောတာမင်းတို့နိုင်ငံရေးမှာမင်းတို့ဝါဒမစွဲနဲ့ပုတ်ကူမစွဲနဲ့ကျွန်တော်တို့ဆိုရင်ဘာဝါဒမှမရှိဘူးဟမ်ဘယ်ပါတီမှလည်းယနေ့အချိန်ထိမဲမပေးဘူးဆိုလို့ဘယ်ပါတီမှလည်းမတောက်ခံဘူးကျွန်တော်တို့ကဝမ်မန်ဆိုသမားတွေနော်အေးကျွန်တော်တို့ရင်ထဲမှာရှိတာမျိုးဘာသာတန်တနာကျွန်တော်တို့တိုင်းပြည်ကျွန်တော်တို့လူမျိုးကျွန်တော်တို့ဘာသာကျွန်တော်တို့သာသနာဒါကိုထိပါစော်ခိုင်းကျွန်တော်နဲ့ညီမှာအေးကျွန်တော်နဲ့အများဆုံးညီတာဆိုလို့နော် သာသနာရေးနဲ့ယဉ်ကျေးမှုဝင်ကြီးဌာနအဲ့ဌာနဆိုင်ရာတစ်ခုပဲကျွန်တော်နဲ့ခန်းကညှိတယ်။နော်ဒီနေရာကနေလဲနော်အဲ့သာသနာရေးနဲ့ယဉ်ကျေးမှုဝင်ကြီးဌာနဝင်ကြီးဟိုအဘဦးတွင်းလင်းကိုကျွန်တော်တောင်းပန်တယ်။တောင်းလဲတောင်းပန်တယ်တောင်းလဲတောင်းဆိုတယ်။ကျွန်တော်တို့ကကြောသိမ့်ပြောထားရတော့ပြောမှာပဲ။နော်ပြောသိမ့်ပြောထားရတော့ပြောမှာပဲ။တောင်းပန်နေတဲ့ချိန်ကျတော့ကျွန်တော်တို့တောင်းပန်တယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကစပီကာတွေဗျ။မြင်နေရတဲ့ဟာကိုကျွန်တော်တို့အော်မှာကျွန်တော်တို့ညှိတာကသာသနာရေးနဲ့ပဲညှိတာ။ တာသနာရေးနဲ့ညှိမယ်ယဉ်ကျေးမှုနဲ့ညှိမယ်နော်ဒီဌာနဆိုင်ရာတစ်ခုနဲ့ပဲကျွန်တော်တို့ကညှိတာအစီအစီရဆိုတာကျွန်တော်တိတ်ခေါင်းထဲမှာစီးတဲ့ကောင်မို့အဲဘာကြောင့်ကျွန်တော်အမျိုးသားရေးကိုအခြေခံထားတဲ့ကောင်ဆိုတော့ဟုတ်လားလားအမျိုးသားရေးအခြေခံတဲ့ကောင်ဆိုတော့ကျွန်တော်တို့အမျိုးသားရေးနဲ့ပတ်သက်တာပဲညှိမှာညှိရင်ဒီတာသနာရေးနဲ့ယဉ်ကျေးမှုညှိတာနာပဲတော်တော်ညှိနေနော်အဲကြောင့်မို့လို့အဲ့ဒီကလူကြီးအာဘာဦးတင်းတွေလို့လဲနားလဲပေးပါကျွန်တော်တို့စိတ်မဆိုးနဲ့ကျွန်တော်တို့ဘာကြောင့်ဆိုတော့ကျွန်တော်တို့ကမြင်တာတွေအဘတို့ကမြင်ညီမမြင်ပါ ။ဘာလို့မြင်ညမမြင်မှာ။အဲ့ဒီတော့ကျွန်တော်တို့ကမီးမောင်းထိုးဗျာ။နော်အဲ့ဒီမီးမောင်းထိုးဗျာတဲ့နေရာမှာနည်းနည်းကြမ်းမွားတာလေးရှိမယ်။ရမ်းမွားတာလေးရှိမယ်။ဒါလေးတွေအော်လူငယ်တွေဟုတ်လား။လူငယ်တွေဘယ်လိုပြောမလဲ။ဟိုနားလေမှုအပြည့်ပေးပါ။ဟုတ်လားနည်းနည်းစကားပြောလေးတွေနည်းနည်းကြမ်းတမ်းတဲ့စကားလုံးလေးတွေစကားစုလေးတွေပါသွားရင်ကျွန်တော်တို့နားလည်မှုပေးပါ။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့မခံနိုင်ရင်ကျင်းလို့ဒီလိုမျိုးကျွန်တော်တို့ကမီးမောင်းထိုးပြတဲ့အနေနဲ့စပီကာလှုပ်လို့ဟုတ်လားဗျာနိုင်ငံတော်ကရှိတဲ့ဟုတ်လား ဒီသာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးဌာနကဝန်ကြီးတွေအားစာသိသွားတာတကယ်လို့ကျွန်တော်တို့မိမောမထိုးဘူးရေးဆိုရင်ဒါတွေကတို့သိလာအောင်မဟုတ်အောက်ကြီးမှာပဲဒီလိုပဲအဲအင်းလေအင်းလေနဲ့ပြီးသွားမယ်ကိစ္စအစင်းဆုံးပြောရင်အောက်ကြီးတွေအကောလုံးအလုံးလုံးဖို့တော့ကျွန်တော်တို့ကကင်လုတ်လိုက်တာစင်းစင်းလေးကျွန်တော်တို့လည်းညှိနေညှိတာလေအဲ့ဒါပဲညှိတာ